ျွန်တော်တို့ Microsoft Word မှာစာမျက်နှာတစ်ခုနဲ့တစ်ခုကအရင်ပူးကတ်သွားတဲ့အခါမျိုးမှာဘလို့ပြန်လည်ပြီးတော့ဖြည့်ရှင်းရလဲဆိုပြီးတော့ဖြည့်ရှင်းတဲ့နီလန်လေးမေးထရာလေးတွေ့ရတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာမျှဝေပေးလိုက်ပါတယ်အခုဒီမှာဆိုရင်ကျွန်တော်တို့ Microsoft Word မှာစာမျက်နှာတစ်ခုနဲ့တစ်ခုရဲ့ကျွန်တော်တို့ဂျားထဲမှာ ပုံမှန်အတိုင်းဆိုရင်ကျွန်တော်တို့ဒီစပိတ်လေးချားနေတာရှိတယ်ဗောနော်အခုဒီမှာဆိုရင်ကျွန်တော်တို့ကစပိတ်မချားတော့ဘဲနဲ့ margin တွေလည်းကျွန်တော်တို့ကမှန်အောင်ပြုတ်လောက်ထားတယ် ဒါပေမဲ့ကျွန်တော်တို့ဒီမှာဆိုရင် စာရီကတခုနဲ့တခုစာရွက်တရွက်နဲ့တရွက်ကအရန်ပူကန်နေတယ်ပေါ့နော်ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဖြည့်ရှင်းတဲ့နီလန်းလေးကအရန်လွယ်ပါတယ်ပထမနီလန်းလေးကတော့ကျွန်တော်တို့က file နဲ့ပြီးတော့ option ဆိုတဲ့ထဲဝင်ပြီးတော့ Microsoft Word မှာကျွန်တော်တို့ setting လေးဝင်ပြီးတော့ပြင်ပေးရပါမယ်ဒီတော့အခုလိုမျိုးကျွန်တော်တို့ Word option ဆိုတဲ့ဘောက်လေးကြာလာပြီဆိုရင်တော့ display ဆိုတဲ့ setting လေးကိုဝင်ပေးမယ် ဝင်လိုက်တာနဲ့တပြိုင်တည်း page display option ဆိုတဲ့နေရာလေးမှာအပေါ်ဆုံးလေးမှာကျွန်တော်တို့က show white space between page ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီနေရာလေးမှာအမှန်ချင်လေးပြုတ်နေတာကိုတွေ့ရပါတယ်ဒီတော့ဒီရဲ့နေရာလေးမှာအမှန်ချင်လေးထက် okay လေးနဲ့ကြည့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့စာရွက်တရွက်နဲ့တရွက်ရဲ့ဂျားတွေကအကွာအဝေးလေးမှာကျွန်တော်တို့ပုံမှန်အတိုင်းပြန်လည်ပြီးတော့မှာ အခုလိုမျိုးစပိတ်ချပြီးတော့စာရီယာလည်းကျွန်တော်တို့တရွဲ့နဲ့တရွဲ့အရန်မကတ်တော့တာကိုတွေ့ရပါတယ်။ဒါကတော့ကျွန်တော်တို့ကဖြည့်ရှင်းတဲ့နီလာလေးတစ်ခုဖြစ်တယ်ပေါ့နော်။တကယ်လို့ကျွန်တော်တို့ကအခုလိုမျိုး file နဲ့နေပြီးတော့ option ဆိုတဲ့နေရာလေးရနေ display ဆိုတဲ့ထဲကိုမဝင်မနဲ့ပေါ့နော်။ဒီမှာကျွန်တော်တို့အမှန်ချင်းလေးဖြုတ် okay လေးနဲ့လိုက်ရင်ကျွန်တော်တို့ကတရွဲ့နဲ့တရွဲ့ကအခုလိုမျိုးကျွန်တော်တို့ကအရန်ကတ်သွားမှာဒီလိုမျိုးကတ်နေတဲ့အခါမျိုးမှာကျွန်တော်တို့က Microsoft ရဲ့စတင်နဲ့လည်းဝင်ပြီးတော့မပြေချင်ဘူးဆိုရင်နောက်ထပ်ကျွန်တော်တို့အလွယ်တကူပြုလုပ်လို့ရတဲ့နီလန်းလေးတစ်ခုရှိပါသေးတယ်။ဒါကတော့ကျွန်တော်တို့က Microsoft မှာဒီမှာကျွန်တော်တို့စာရွက်တစ်ရွက်နဲ့တစ်ရွက်ရဲ့ဂျားထဲမှာ မောက်ပွိုင်တာလေးကိုကျွန်တော်တို့ကအခုလိုမျိုးအထက်အောင်များလေးပေါ်ထောက်ပေးရပါမယ်ဒီလိုပေါ်စံလေးထောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကမောက်ရဲ့လက်ကလေးနဲ့နှစ်ချက်ကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့ကစာရွက်လေးတွေကပုံမှန်အတိုင်းပြန်လဲပြီးတော့ရရှိသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့ Microsoft မှာမေးထားတာလေးတွေ့ရတဲ့အတွက်ကျွန်တော်ပြန်လဲပြီးတော့ဖြည့်ရှင်းပြပေးတာဖြစ်ပါတယ်။အားလုံးအတွက်ရန်သုံးဝင်မယ်လို့ထင်ပါတယ်။ Microsoft နဲ့ပတ်သက်ပြီးတော့ ဒီအချားပေါ့နော်အဲ့ဒါလေးတွေတက်နေတာလေးတွေရှိရဲဆိုရင်လည်းကျွန်တော်စီကိုလာပြီးတော့မေးမြန်းပေးလို့ရပါတယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ